မြန်မာနိုင်ငံသားအယောက်၄000ကျော် US ကနေပြည်လဲနှင်လွတ်ခံရနိုင်ွယ်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့မနေ့ကထုတ်ပြန်တဲ့24ရက်17လ2025ဒေါ်နယ်ထရိုင်တမရဒေါ်နယ်ထရိုင်ကိုယ်တိုင်ထုတ်ပြန်တဲ့အမိန့်စာရဆိုလို့ရှိအောင်ရှင်တို့နိုင်ငံအတွင်းမှာမြန်မာနိုင်ငံကနေပြီးတော့တရားဝင်လာနေတဲ့ပုတ်လူတွေရှိတယ်ပေါ့နော်အဲ့လူတွေရဲ့အဲ့လူတွေကပုံမှန်တိုင်းတခြားနိုင်ငံသားတွေကိုလည်းနှိမ့်လို့တယ်မြန်မာနိုင်ငံသားတွေလည်းနှိမ့်လို့မယ်ဒါအပြင်မှာ2021မြန်မာနိုင်ငံနိုင်ငံရေးအခင်းအကျင်းကြောင့် US ကိုရောက်ရှိနေတဲ့ပုံကိုယ်တွေက ဒီဂိုင်ဟဲခုလုံးဝတောင်းဆိုထားတဲ့ပုံကိုယ်တွေတချို့တွေကိုပေါ့နော်စီကန်းနဲ့မညညွတ်တဲ့သူတွေကိုဒီမြန်မာနိုင်ငံအခုပြန်ပို့ပိုက်တယ်မှာပါပါတယ်ဒီဥပဒေအသက်ဝင်မှာတော့2026ခုနှစ်ဇန်နဝါရီဇန်နဝါရီလမှာပေါ့နော်စာပြီးအသက်ဝင်မှာဥပဒေဖြစ်ပါတယ်ဒီ ပြန်ဖို့ခံရမယ့်လူတွေထဲမှာနိုင်ငံရေးခွန်လုံးကြောင့်ပြန်ဖို့ခံရမယ့်လူတွေထဲမှာအကုန်လုံးပါဝင်တာမျိုးမဟုတ်ပါဘူးတချို့တော့ပဲပဲစီကံချက်နဲ့မညီတဲ့လူတွေကိုပဲပြန်ဖို့မှာဖြစ်ပါတယ်ဘာလို့အစိုးရက US အစိုးရအဲ့အမိန်ကိုထုတ်ပြန်တာလဲဆိုတော့မြန်မာနိုင်ငံရဲ့လက်ရှိအုပ်ချုပ်နေတဲ့အစိုးရကဒီနိုင်ငံကိုလုံခြုံမှုပေးနိုင်တယ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုလုံခြုံမှုပေးနိုင်တယ်နောက်ပြီးနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုလုံခြုံမှုပေးနိုင်တယ်နောက်ပြီးတော့နိုင်ငံပြင်မှာဖြစ်နေတဲ့စစ်ပွဲတွေကိုထိန်းချုပ်နိုင်တယ်လို့ US ကယုံကြည်သွားတဲ့အတွက်ယုံကြည်မှုရှိတဲ့အတွက် မြန်မာနိုင်ငံရင်းတဲ့နိုင်ငံတစ်ခုတည်းတတ်မှတ်ပြီးတော့ဒီနိုင်ငံသူနိုင်ငံသားတွေအကုန်လုံးကိုမြန်မာနိုင်ငံကိုပြန်ဖို့သူတို့ကခွင့်ပြန်ဖို့ပေါ့နော်ပြန်ပို့အစီအစဉ်ကိုစီစဉ်လိုက်တာဖြစ်ပါတယ်ဒီသတင်းကတော့အခုနိုင်ငံရေးလောကရဲ့အထဲမှာလည်းတော်တော်လေးကိုဒီပန်းစားနေတဲ့သတင်းဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးပါအထူးပဲကျေးဇူးတင်ပါတယ်